်မင်္ဂလာပါရှင်မန္တလေးစိတ်ကံအေယာဝတီမြေကြီးကျဆင်းသွားတဲ့တရင်ကိုတင်ဆက်ပါမယ်ရှင်မန္တလေးစိတ်ကံအေယာဝတီမြေကြီးဟာ964စင်တီမီတာမှာရောက်ရှိနေတဲ့အတွက်စိုးရင်ကြီးအမတ်အောင်496စင်တီမီတာ စကြောက်ပေကကျဆင်းသွားပြီဖြစ်ပါတယ်အထက်ပိုင်းဒေသအေယာဝတီမြေဖျားခံရဒေသတွေမှာမိုးနေသွားလို့မြေကြီးကျဆင်းလာတာဖြစ်ပါတယ်မြေကြီးနာမြေကြီးမှာလည်း ဇွန်16ရက်မွန်တဲ17နှစ်ခွဲအချိန်တိုင်းတွာချက်အရာ395စင်တီမီတာမှရှိနေတာဖြစ်လို့မြေကြီးနားစိတ်ကန်းစိုးရင်ရေအမှန်1200စင်တီမီတာအောက်၃မုံလောက်ရောနေနေတာတွေ့ရပါတယ်။မိုးရွာသွန်းမှုနဲ့ပတ်သက်ပြီးယနေ့ဇွန်16ရက်နေ့မွန်တဲ17နှစ်မှာ24နှစ်အတွင်းမိုးလေဝသခန့်မှန်းချက်များအရာမြန်မာနိုင်ငံဒေသအနှံ့အပြားမှာမိုးတိုကြောင်ရွာနိုင်တယ်လို့နေရာကွက်ပြီးမိုးကြီးနိုင်ကြောင်းနဲ့ဘင်္ဂလားပင်လယ်အော်မှာ မုတ်တုံလီအားကောင်းရာကနေအားလုံးကောင်းနေတယ်လို့မိုးလီဝတ်သားနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအတည်ပြုကြေညာထားပါတယ်ရှင်။